အားလုံးမင်္ဂလာပါခင်ဗျာမတ်လ15ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးပြောချင်တာကတော့ရင်ရက်ထဲကကျွန်တော်စီစဉ်ထားတဲ့ဟာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ထုတ်ပြန်ချက်တစ်စောင်ထွက်လာတဲ့ခါကျတော့ပို့ပြီးတော့ပြည့်စုံသွားတယ်ပေါ့အဲ့ဒါကတော့မြမသဖင်ယဉ်ကျေးမှုကိုပျက်စီးစေတဲ့တင်ဆက်မှုတွေကိုရပ်တန့်ပေးကြဖို့မြမနိုင်ငံသဖင်အစည်းအဝေးဘုကတတိပေးချက်ထုတ်ပြန်ထားတယ်နော်ဆိုတော့ဒီအတိပေးချက်မှာမန္တလေးတိုင်းဒေသကြီး နထိုးကြီးမြို့နယ်ကမြန်မာဆိုင်ဝိုင်းနောက်ခံထားပြီးတော့အငိမ့်မင်းသမီးဝတ်ဆောင်ဝတ်တဲ့ဒီဂျီရီနဲ့ကပြဖြော်ပြနေတဲ့အဲ့မင်းသမီးပေါ့သူပြီးတော့ဒီမန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့နယ်စပယ်ကုန်းရွာမှာကပြခဲ့တာဖြစ်ပါတယ်ဒီအဖွဲ့ကဒီအမျိုးသမီးလေးရတယ်အဲ့ဒီဆိုင်ဖွဲ့ရတယ်နော်နှစ်ခုလုံးပေါ့နော်နှစ်ခုလုံးကမြန်မာနိုင်ငံတပင်အစည်းအုံဖွဲ့ဝင်နေမဟုတ်ကြဘူး ဖွဲ့ဝင်ဟုတ်တည်ဖြစ်စေတပင်စီယုံဖွဲ့ဝင်ဟုတ်တည်ဖြစ်စေမဟုတ်တည်ဖြစ်စေနော်မြန်မာအဝစာနော်မြန်မာအဝစာလို့ပြောလို့ရတဲ့မြန်မာရင်ကြည်မှုနော်အငိတ်ဝတ်ဆောင်ဝတ်ထားတယ်ပေါ့နော်အငိတ်မင်းသမီးဝတ်ဆောင်ဝတ်ထားတယ်ဆိုတိုင်းမသိနဲ့ဒီလိုဝတ်ထားပြီဆိုရင်နော်မြန်မာရဲ့တယုတ်ဆိုတာရှိတယ်ဆိုဒီလိုဝတ်ထားပြီဆိုလို့ရှိရင်နော်အနောက်တိုင်းဒီဂီတာတွေနဲ့အခုလိုမျိုးဆူဆူဝါးဝါအာကပြရတာမျိုးတော့မလုပ်သင့်ဘူးလို့ထင်တယ် တော့အမှုပညာကတော့အမှုပညာပဲ DG လည်းအမှုပညာပဲအဲ့ဒီမြမဆိုင်ဝင်လည်းအမှုပညာပဲဒါပေမဲ့ပြောချင်တာကတော့ခုယဉ်ကျေးမှုကိုယ်တိုင်မဖြက်စီဘူးလို့လေလူဆိုလို့ရှိရင်လူအတ္တိတရားလေးတော့ရှိဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လူငယ်တွေပဲဒါနဲ့ပတ်သက်ပြီးတော့သဘောကျတယ်ကြိုက်တယ်။ဒါပေမဲ့ဒီလိုမျိုးတယုတ်ပြက်ဖြော့ပြီးတင်ဆက်မှုတွေကိုတော့အဲရတန်းကရက်ဖို့တင်တယ်။ဒါမှမဟုတ်လို့ရှိရင်လည်း အဖွဲ့ဝင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတပင်စည်းရုံးဖွဲ့ဝင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေเนาะဒီလိုလူတွေကိုဘလို့မှတီးခံခွင့်လွှတ်စရာအကြောင်းမရှိဘူးနောက်ခုအရင်တော့ကလည်းအဲ့လိုမျိုးကတဲ့သူတွေရှိတယ်အဲ့လိုမျိုးကတဲ့သူတို့ချို့ပါလဲဆိုတော့ TikTok ပေါ်မှာ Trump ဖြစ်နေတဲ့ဒီ music တွေနဲ့ပေါ့ music တွေနဲ့ဒီအငြိမ့်မင်းသမီးဝတ်စုံတွေနဲ့စင်ပေါ်မှာကားကြတယ်နောက်ပြီးအငြိမ့်ကားဖို့လည်းမဟုတ်ဘဲနဲ့ဒီအငြိမ့်မင်းသမီးဝတ်စုံပို့ပြီးတော့ လူရှင်တော်တက်လုံနေတဲ့လိုမျိုးထိုင်ပြီးတော့ပေါက်ကက်40ထိုင်ပြောနေတာမျိုးနော်ပေါက်ကက်40ကတဲ့တရုတ်ပြက်ကဟန်နေရမတင့်တော်ဘူးလို့ထင်တယ်တကယ်လို့ဥပဒေရှိတယ်ဆိုလို့ရှင်လဲဒီလိုလို့ရတဲ့အတွက်ဥပဒေနဲ့ညီပြင်းပြင်းထန်ထန်အရေးယူဖို့လုပ်စေချင်လဲဥပဒေမရှိသေးဘူးဆိုလို့ရှင်လဲနော်ဒီတပင်နဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်ဒီမြမယူရရင်ကျေးမှုနော်ဒီစက်တပင်နဲ့ပတ်သက်တာတွေအငိမ့်နဲ့ပတ်သက်တဲ့ နဲ့ဥပဒေရောရှိတဲ့နယ်လို့ထင်တယ်။နော်အစည်းအုံးတွေအနေနဲ့လည်းဒါကိုနော်တိုက်တွန်းလှုပ်ဆောင်တဲ့နယ်လို့ထင်တယ်။ရှိတယ်ဆိုလို့ရှိရင်လည်းရှိတဲ့ဥပဒေတွေနဲ့ပဲဥပဒေပုံမှန်နဲ့ရေးယူလေးရတယ်ဆိုတဲ့အကြောင်းဒါဘလို့ပညာပေးအနေနဲ့တော့ထုတ်ပြန်ထားတဲ့နယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်။ဒီလိုမှမဟုတ်လို့ရှိရင်음မြန်မာယဉ်ကျေးမှုကအခြားသူတွေရဲ့အမြင်မှာကဲ့ရဲ့ရှုတ်ချစရာဖြစ်လိမ့်မယ်။နော်တကယ်ရိုးရိုးတသားဒါမှမဟုတ်လို့ရှိရင်လည်းအမှုပညာကိုမြှင့်တင်နေတဲ့သူတွေအတွက် ဒီလိုလူတွေရဲ့လုပ်ရကြအောင်အာအနောက်ရှက်ဖြစ်စီပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပွင့်ဖြူမုံစလဲမိပေးပေါ့နော်မိပေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကူကြီးတောင်းခံချက်ဟောရရချင်းပဲအနေမြေဆက်တွေ့ပြီးတော့အကူကြီးတောင်းခံခဲ့တယ်အဲ့တော့လက်တလုံးကကျွန်တော်မှာပေးစရာစောင်းမရှိနော်စောင်းအခုအထည်200ပေါ့ထုတ်ပိုးပြီးပါပြီတော်တော်များပါတယ်ထည်200ဆိုတော်တော်လေးကိုအာ 856လုံး8 G 6လုံးတော့ထုတ်ပါတယ်ပြီးတော့ဒီအဝတ်စားတွေပေးစရာရှိရပါတော့နောက်ပြီးတော့နောက်3ရက်လောက်အထိကျွန်တော်ဒီနေ့25ရက်3ရက်မနောက်5ရက်လောက်ထိကျွန်တော်စောင့်ပါမယ်အဲ့ဒီ5ရက်လောက်အတွင်းကိုကျွန်တော်စီကိုပို့တဲ့အဝတ်စားတွေကိုကျွန်တော်စူးစီးမယ်စူးစီးပြီးလို့ရှိရင်အဲ့လို8 G တွေနဲ့ထုတ် ပြီးတော့အဲ့ဒီမိဖုရားပြည်သူတွေကိုပေးတော့မှာဖြစ်ပါတယ်ဆိုတော့နောက်ရက်အတွင်းပေါ့နောက်ရက်ပိုင်းတွေအတွင်းမှာ ဒီမိဘတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးကူညီမယ်ဆိုလို့ရှိရင်အဲကျွန်တော် Viber မှာရေးထားလို့ရတယ်ဗောနော်ဆိုတော့ဒါကတော့လုံနေကြအလုပ်ဆိုတော့အထွေထူးတော့မရှိဘူးအဲဒီမှာပြောချင်တာနည်းနည်းတော့ရှိတယ်တခုကလူသားချင်းစာနာမှုအရာ ကျွန်တော်တို့ကကူညီတယ်နော်ဟိုဒီလိုကူညီမှုဒီလုံနေတဲ့သူတွေလည်းအများကြီးရှိတယ်ကျွန်တော်မှမဟုတ်ဘူးအခုဆိုလို့ရှိရင်အဲ့နေရာရောက်သွားတဲ့သူတွေလည်းအများကြီးရှိတယ်ဗောနော်ပြောချင်တာက အဲ့လိုလုပ်တဲ့သူတွေထဲမှာကျွန်တော်ဟိုကျွန်တော်တို့ဆိုတာအသေးမွှားလုပ်တယ်လို့ပဲပြောရမှာတေးတယ်နော်ကျွန်တော်တို့လုပ်နေတဲ့အလုံနဲ့တွဲဖက်ပြီးလုပ်လို့ရတာလေးကိုလုပ်နေတာအဲ့တော့တကယ်လုပ်နေတဲ့သူတွေကိုနိုင်ငံတော်ဘက်ကကြည့်တင်တယ်ဥပမာကျွန်တော်တို့ဒီမခိုင်နှင်းဝေလို့ပေါ့နော်မခိုင်နှင်းဝေလို့ဆိုလို့ရှိရင်ခလေးတွေအများကြီးစောက်ရှောက်ထားတယ်ခြားသောရေပြီးမြေပြီးကျုံလာပြီဆိုလို့ရှိရင်လည်းသူတို့အမြဲတစီ တို့ပါဝင်ကူညီတာမျိုးတွေရှိတယ်ပေါ့အစိုးရရဲ့ဒီနိုင်ငံတော်စုသတ်မှတ်ချက်တွေထဲမှာဘလို့ criteria တွေရှိလဲတော့မသိဘူးဒါပေမဲ့လည်းတကယ်တမ်းစဉ်းစားမယ်ဆိုရင်အဲ့လိုလူမျိုးတွေကိုနော်ဒီစုချီးမြှင့်တာတွေပါဒါခွန်အားတည်းရပဲငွေကြေးရတော့ဘာမှဟုတ်မှာမဟုတ်ခွန်အားတည်းရပဲဒီအလုပ်ကိုဆက်လုပ်ဖို့အတွက်နိုင်ငံတော်အတိမတ်ပြုတယ်ဆိုတော့တွန်းအားတည်းရရသွားမယ်ပေါ့နော်ဒါဒီအများကောင်းကျိုးလုပ်နေတဲ့သူတွေအတွက်တွန်းအားတစ်ခု တောင်းဆိုတာဖြစ်ပါတယ်နောက်တစ်ချက်ကျတော့ဒီ အများပြည်သူယုံပေးရဲ့ဒီရက်တွေอ่ะเนาะကျွန်တော်ကျွန်တော်သိတယ်ဒါပေမဲ့အများပြည်သူယုံပေးရဲ့ရက်စင်ရက်ဆက်တိုင်းမှာကျွန်တော်ဆိုတရက်မှမနာသေးဘူးဒါဇက်နာပြီးပြောပြတာမဟုတ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်အေး viral ကိုကျွန်တော်ဖုန်းဆက်လာတယ်တယောက်ရှိတယ်သူကသူ့ရဲ့ဟိုဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတယ်သူကသူတောက်လျှောက်တွေပို့နေတယ်ကျွန်တော်အကုန်လုံးမဖတ်နိုင်ဘူးเนาะကျွန်တော်မဖတ်နိုင်ဆိုတော့ကျွန်တော်ကိုယ်တိုင်တော့မအောင်เนาะ viber မှာတော့မှတချို့ဆိုစာမပြတ်နိုင်ဘူး ဆိုတော့အဲ့ဒီခါကျတော့သူကကျွန်တော်ဆဲရဲပေါ့နော်ကျွန်တော်ဆဲရတယ်ပြဿနာမရှိဘူးသူဆဲရတာပြဿနာမရှိဘူးသူကကျွန်တော်တရင်နေအာမပေးတော့ရတယ်ပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့တကယ်တမ်းအလုပ်တွေလုပ်တဲ့ခါကျတော့ရှင်နားလည်မှုတွေလိုတယ်နော်ကိုကအလုပ်ကြီးတစ်ခုလုပ်မယ်လို့တွေးထားပြီဆိုလို့ရှိရင်ဒါနားလည်မှုကြီးထားဖို့လိုတယ်နော်ဒါသူပြောချင်တဲ့ message မျိုးအခြားသူတွေကိုလည်းပေးချင်တဲ့ message ဖြစ်တယ်။တော့အလုပ်တစ်ခုလုပ်တော့မဆိုရင်အကြီးလုပ်တော့မဆိုနားလည်မှုလည်းအကြီးထားဖို့လိုတယ်။ เนาะအဲ့တော့တစ်ဖက်လူဟိုကို့အမြင်နဲ့ပဲတိုင်းနေလို့မရဘူးကို့အားနေတဲ့ချိန်သူအားနေမှာအားချိန်မှာအားနေမှာเนาะအဲ့လိုပဲကျွန်တော်ဟို request လာလုပ်တဲ့ချိန်မှာကျွန်တော်အားချိန်မှာအားနေမှာเนาะကျွန်တော်မှာအများကြီးပဲကျွန်တော်ခလေးတွေအလုပ်ရဖို့เนาะအခုမိပြတဲ့ပြည်သူတွေဒီပစ္စည်းတွေစူးစီးရတာနဲ့နောက်ပြီးလို့ရှိရင် ခလေးတွေចောင်းစီဟိုနောက်ဆုံး final ပြီးအပီးတက်ဖို့အများကြီးပဲလိုက်လုပ်နေရတဲ့ကိစ္စတွေကတရက်တရက်နားရတဲ့အချိန်ကိုမရှိဘူး နော်ဒါပေမဲ့ကျွန်တော်ရဲ့ private အချိန်လေးလည်းကျွန်တော်မှာထားသေးတယ်နော်နည်းနည်းလေးအချိန်အများကြီးမဟုတ်နည်းနည်းလေးညပိုင်းခဏလေးတော့ကျွန်တော်နားချိန်လေးတော့ကျွန်တော်ထားသေးတယ်မဟုတ်လို့ရှိရင်ကျွန်တော်တေပါလိမ့်မယ်ဒီလိုမနက်အစောကြီးနော်ယူတန်ထားရိုက်နိုင်မှုဘလို့မှမဖြစ်နိုင်ယူတန်ရိုက်ရတဲ့ချိန်ရှိတယ်အတိတ်ချိန်လေးရှိတယ်နော်အဲ့ဒီယူတန်ကိုပြန်တင်ပေးရတဲ့ချိန်လေးရှိတယ်ဟိုခုနလိုမျိုးအများကိစ္စတွေလိုက်လုပ်ပေးရတဲ့ချိန်လေးရှိတယ်နော်ခုလုံးချင်တဲ့ကိစ္စလေးလုပ်ရတဲ့ချိန်ရှိတယ်ကိုယ်ဝန်ဆိုတာကိုရှာစားရတဲ့ချိန်လေးလည်းရှိသေးတယ်ဆိုကျွန်တော်တို့မှာ လိုမှမလဲနိုင်မှာပန်းနိုင်နော်အဲ့တော့ဟိုတချို့အလိုမကျတဲ့ခါကြလို့ရှိရင်ပြောချင်တာလေစိတ်မဆိုးပါဘူးကျွန်တော်ကဆဲသွားလဲစိတ်မဆိုးဒီလောက်ဆဲရဆိုတာပြဿနာမရှိဘူးကျွန်တော်ဒီလက်ပူပြီးဆဲတာတွေအများကြီးကျွန်တော်ခံခဲ့ဘူးအဲ့တော့ဟိုသူပဲကိုမမဟုတ်တယ်ဆိုတော့ဟိုအတွေးလေးထားစီခြင်းလဲနော်ကိုကအားနေတယ်သူအားချင်မှအားနေမှာနော်ကိုကဒါကိုလှုပ်လိုက်နိုင်တယ်သူ့မှာလှုပ်နိုင်ဆိုတာရှိချင်မှရှိမှာနော်အဲ့လိုကိုချင်းစာစိတ်လေးထားစီခြင်းပါတယ်နော် ောက်တဲ့တဲ့ဘုကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာ expect သစီတိမ်မောက်တယ်သူလူအချို့ထိခိုက်တိုင်တာရကြတယ်ကျွန်တော်ဒီတိမ်မောက်မှုတရင်ကတော့ပြီးခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်73ရက်နေရပါတော့ဆိုတော့ခုမှဘာလို့တင်ပြရလဲဆိုတော့ကျွန်တော်တွေးမိတာမြန်မာနိုင်ငံမှာပြီးဆွေးနေတဲ့ယင်အချို့ပေါ့နော်ဒီအများပြည်သူတုံးတဲ့ခီးတဲ့တင်ယင်အချို့ကို ရင်မိုင်းဆိုင်ရာကြမ်းခိုင်မှုစစ်ဆေးတဲ့နယ်လို့ထင်တယ်နော် စစ်ဆေးပြီးတော့မှစစ်ချရတဲ့အနေထားရောက်တော့မှပြီးဆွဲစီတဲ့နယ်ဥမာရန်ကုန်မင်းလေးမြန်လာမိုက်ပေါ်မှာဆွဲနေတယ်ဆိုပြီးမဲ့လေရန်ကုန်တောင်ကြီးခီးစဉ်လည်းဖြစ်ခြင်းဖြစ်မှာနော်အဲ့လိုပဲရန်ကုန်ပြည်ဦးလင်ခီးစဉ်လည်းဖြစ်ခြင်းဖြစ်မှာဆိုတော့ဒီလိုခီးစဉ်တွေတွားနေရတဲ့ကားတွေဖြစ်တဲ့အတွက်ဒီရင်ရဲ့ကြမ်းခိုင်မှုကိုတည်တည်ကြာကြာလေးစစ်ဆေးစီခြင်းနဲ့နောက်ပြီးတော့တတ်တန်းပေါ့နော် ဘယ်နှစ်ခုနှစ်ကနေစတုံးပြီးတော့ကီလိုဘယ်လောက်ထိတုံးခဲ့တယ်ဆိုတဲ့တက်တန်းပေါ့ဒီလိုတက်တန်းနေလဲပြန်လဲစစ်ဆေးစေချင်ပါတယ်အဲ့တော့ဟိုတခြားအရာတွေလုံးမစားဒီရင်ကျန်းခိုင်မှုနဲ့ပတ်သက်ပြီးတော့စစ်ဆေးတဲ့နော်တာယာနော်စီလီဝိုင်အစတော်ကလည်းမျိုးပေါ့နော်အဲစစ်ဆေးတဲ့စနစ်တွေပေါ့ဒီဘက်ခင်မှာတော့ဒီ CEO ဟာ CEO လေးပါဟဲ့အရင်စစ်စေးကြမလို့တော့ဘောနော်ဘာလို့ဆိုတော့တော်တော်များများခင်မိလိုက်ဘူးဒါပေမဲ့တာယာတို့ဒီကားအောက်ပိုင်းတို့ဘာတို့ တေချာလေးစစ်ဆေးမဲ့ကိစ္စတွေကိုမော်တော်ယာဉ်ပိုင်ရှင်တွေရပဲဖြစ်ဖြစ်ပေါ့နော်အဲလုတ်တဲ့နဲ့အဲ့လိုပဲဒီတက်ဆိုင်ရာဒီကော်မတီတွေပေါ့နော်ဒီမော်တော်ယာဉ်နဲ့ပတ်သက်တဲ့လိုင်မုံဆောင်ထင်းသိမ်းကော်မတီပါညာစသဖြင့်ပေါ့နော်အဲ့လိုကော်မတီတွေကနေတဆင့်လဲဖိအားပေးတာတွေလုတ်ဆောင်တင်းတယ်မကြမကြယင်တိမ်မောက်မှုတွေယင်မီးလောင်မှုတွေကတောက်လျှောက်ဖြစ်ပွားနေတာဖြစ်တဲ့အတွက်ဒါလေးတော့ဒါကယူဒီဇိုင်းနဲ့လိုက်လုပ်ဖို့လိုမယ်ထင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ WFP ပေါ့နော် World Food Program ပေါ့ဆိုတော့ဒီ WFP ကမြန်မာနိုင်ငံမှာအဲသူတို့အထောက်ပံ့နေတဲ့လူတသန်းစာအတွက်အထောက်ပံ့ကိုရပ်နာတော့မယ်သူတို့အတွက်ဒီရန်မုံဝင်မလုံလောက်လို့ပေါ့နော်အဓိကရန်မုံဝင်မလုံလောက်အမေရိကန်နောက်ဆုတ်တဲ့အချို့နိုင်ငံတွေကလည်းထဲဝင်မှုမရှိဘူးဒါတမင်တကာလိုက်ပြီးတော့ဟိုပြဿနာရှာနေလို့ရတဲ့အရာမျိုးမဟုတ်ဘူးလေသူထဲကျင်ထဲမှာမထဲကျင်မထဲဘူးပေါ့နော်အမြဲတမ်းထဲပါမယ်ဆိုတော့ဟိုဂတိကိုပေးထားလဲ ူနိုင်ငံအဆင်ပြေချင်မှသူထဲမှာပေါ့နော်အဲ့တော့ရန်မုံငွေမလုံလောက်လို့မြန်မာနိုင်ငံလူကြီးတတန်းကိုစာနယ်ကထောက်ပံ့ရန်ဆိုင်လို့မရှိပြောတယ်ဆိုတော့ဒီတတန်းကတတန်းလုံးကပြည်သူဖြစ်ချင်မှဖြစ်မှာပေါ့နော်အဲ့တော့ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ WFP ရဲ့ဒီအထောက်ပံ့နေရကျွန်တော်တို့အရင်ရခိုင်တိုက်ပွဲမှာတော့ကျန်းဖက်တောင်ကျန်းသူတွေစီမှာနော်ရောက်နေတာမျိုးတွေတွေ့ဘူးပါတယ်နော် ပြီးလို့ရှိရင်စကကြီးစကကြင်နဲ့ပြောတတ်ပါသေးတယ်။နော်သူတို့ကိုတော်နေရဘယ်လိုဖြစ်လို့ဘယ်ဝါဖြစ်လို့ ਨੇ နော်အဲ့တော့တချို့ကိစ္စတွေကလူတတန်းကိုမထောက်ပံ့နိုင်အောင်ဆိုတော့လူတတန်းဆိုတာပြည်သူဖြစ်ချင်မှလည်းဖြစ်မှာဒါလည်းကျွန်တော်တို့ခေါင်းထဲမှာတွေးထားရမယ်ပေါ့။ဘယ်အစိုးရသုံးမကြလို့လည်းမဟုတ်ဘူး။ဘသူသုံးမကြလို့မှမဟုတ်။เนาะ။ချို့ပြည်သူတွေစီကိုတိုက်ရိုက်မရောက်တာတွေအများကြီးရှိရပေါ့နော်။သူကလည်းသူခေါင်းစဉ်ပျောက်သွားတဲ့နေရာတွေ။နောက်တစ်ရက်နေ့ဘုတ်ကတော့ရုရှားသမ္မတပေါ့။ရုရှားသမ္မတဗလာဒီမာပူတင်က အဲယူကရိန်းကျူးကျော်ထားတဲ့ရုရှားနိုင်ငံအနောက်ပိုင်းတွေက cache data ကိုတွားတယ်။အဲ့ cache data ကယူကရိန်းကတချိန်တိုးထိုးဖောက်ဝင်ရောက်လာပြီးတော့အဲ့ထဲမှာဝင်ရောက်တိုက်ခိုက်တယ်ပေါ့။ဒါပေမဲ့လည်းအခုဘာဖြစ်လဲဆိုတော့ရှင်းရှင်းလေးထောင်ချောင်းပြီးသွားတဲ့သဘောပဲ။နော်ယူကရိန်းတပ်သားအများအပြားကအဲ့ထဲမှာပိတ်မိသွားပြီ။နော်ရုရှားကပိတ်ဝိုင်းထားတဲ့ပုံစံဖြစ်သွားပြီ။ထောင်နဲ့ချီတယ်။အဲ့ထဲမှာအခြားသော ကြီးစားလို့လို့ဘာလို့လို့ volunteer တက်သားတွေလို့လို့ဘာလို့ဘောနော်အမေရိကန်ကဖြစ် UK ကစသဖြင့်တော့နိုင်ငံတွေကစစ်သားတွေလည်းပါတယ်ပေါ့အဲ့တော့ Donald Trump ကတော့တောင်းဆိုထားတယ်ဒီလူတွေကိုလွတ်ငြိမ်ခွင့်ပေးဖို့ပေါ့နော်အကဲတင်မှုအဲ့တော့ရှင်းတယ်ဟိုဘက်ချမ်းကတော့ငါလူတွေကိုလွတ်ပေးပါလို့တန်တမန်နီလန်ရပြောတယ်ဒီဘက်ချမ်းလည်းပြန်ပြောပါတယ်နော်ပူတင်ကလည်းလက်နက်ချအငြင်းခံလိုက်ပါနော်လက်နက်ချအငြင်းခံလိုက်ပါ နော်သူတို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနော်လူကုန်တိုက်ခါနဲ့အညီထိမ့်သိမ့်ပါမယ်နောက်ပြီးလို့ရှင်ပြန်လဲလွှဲပြောင်းပေးရပါညာနှစ်ဖက်အပြန်လဲလွှဲပြောင်းနိုင်ပါလို့မယ်ပေါ့ပြောချင်တာကတော့ဒေါ်နယ်ထရန့်ကတော့လွှတ်လိုက်လို့ပြောတာပဲဒါပေမဲ့ပူတင်ကလည်းပြန်ပြောတာလည်းရှင်းရှင်းလေးလွှတ်ပေးမယ်လက်နက်ချနော်လွှတ်ပေးမယ်ဖန်စီထိမ့်သိမ့်မယ်လူကုန်တိုက်ခါနဲ့အညီဖန်စီထိမ့်သိမ့်မယ် နော်ပြီးလို့ရှိရင်လူခုန်သေးကနဲ့အညီလွဲပြောင်းတာတွေပါလေးလုပ်မယ်အဲ့တော့အကျဉ်းသားလေးလေးကြီးတွေပါလေးဒီမျိုးလုပ်ရင်လည်းလုပ်မှာပေါ့တစားကန်လေးလေးကြီးဆိုတော့လက်နဲ့ချရင်ချမချရင်တိုက်မယ်ဆိုတဲ့သဘောပါပဲဒါပါပဲဒီဒါရုရှားသမ္မတပူတင်ကဒီရုရှားစစ်ယူနီဖောင်းပို့ပြီးတော့တိုက်ပွဲနယ်မြေကိုသွားတယ်ဒါသူ့အတွက်ပထမဆုံးတော့မဟုတ်ပါဘူးနော်ပူတင်အဲ့လိုလုပ်တာသူ့အတွက်ပထမဆုံးတော့မဟုတ်ဘူးအခု တိုက်ပွဲနဲ့မျိုးဝင်သွားတဲ့အချိန်မှာသူဒီတိုက်ပွဲမှာတကယ်တိုက်နေတဲ့သူတွေနဲ့စကားပြောဆိုတာတွေပါလှုပ်တယ်ပေါ့နော်။ဒါမျိုးကအနောက်နိုင်ငံကခေါင်းဆောင်တွေလှုပ်လေလှုပ်ထရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စစ်သားတွေကြားထဲမှာလည်းစိတ်သက်ခွန်အားရရှိစေအောင်ခုလိုမျိုးလှုပ်တာဖြစ်တယ်ပေါ့နော်။ဒီရက်ပိုင်းမှာနိုင်ငံတော်ကပြီးခဲ့တဲ့မတ်လ14ရက်နေ့မှာ online လိမ်လည်မှုလုပ်ကြိုင်မှုအတွက်နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံလေးကိုလူမောင်ကိုခုံကူးခြင်းခံရတဲ့အဓမ္မခေါ်ဆောင်ခြင်းခံရတဲ့ဒါမှမဟုတ်လို့ရှင်လေသူနီသူဟန်နဲ့လာတဲ့နော်တရားမဝင်နိုင်ငံသားနော်တရုတ်နိုင်ငံသား385ဦးကိုလွှဲပြောင်းပေးအပ်ခဲ့ပြီးတော့ခုနတရားမဝင်နိုင်ငံသား260ဦးထပ်မံစစ်ဆေးဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတွေကတော့ကျွန်တော်တို့ဒါရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ပေါ့ကြောက်ဖြူမြို့နယ်တိုက်ပွဲဖြစ်နေတာရက်တော်တော်ကြာပြီ။ဒါဒီလိုပဲမအီမလင်နဲ့ဖြစ်နေတဲ့သဘောရှိတယ်။ကြောက်ဖြူက ဘာနဲ့သွားတူလဲဆိုတော့ဘန်မော်နဲ့သွားတူနေတယ်ပေါ့နော်တိုက်ပွဲကမအီမလဲကြီးအခုကဒီ drone တင်းနေရတော့ဇက်တိုက်ဆိုသလိုပဲဇက်တိုက်နေတာတွေ့တယ်ပြီးခဲ့တဲ့ရက်ကထွက်လာတဲ့73ရက်နေရရုပ်တံအရာဆိုလို့ရှိရင်ကြောက်ဖြူမြို့နယ်ထဲမှာရှိတဲ့စက်တိန်ရွာစက်တိန်ရွာနဲ့အရှိမြောက်ဘက်မှာရှိတဲ့ AA အဖွဲ့တွေကို drone နဲ့လိုက်ချတာပေါ့နော်မြေချင်းတူပြီးမြေချင်းထဲမှာနေတယ် drone နဲ့လိုက်ချတယ်တနာစရာလည်းကောင်းတော့ AA အဖွဲ့တွေဘာကြောင့်လဲဆိုတော့သူတို့မှာခိုးလုံစရာ နေရာမရှိတလောက်အောင်ကိုလိုက်ချနေပါဒါမဲ့လဲဒါကကျွန်တော်တိတလောက်ကျွန်တော်ကြည်တလောက်ကဒုတဲ့ကြီးမာတဲ့အင်အားတစ်ခုတော့မဟုတ်ဘူးအေးအေးအေးဒုတဲ့ကြီးမာတဲ့အင်အားတစ်ခုမဟုတ်အဲ့ဒုတဲ့ကြီးမာတဲ့အင်အားဘယ်နာနေစုဖွဲ့ပြီးဘလို့တိုက်ဖို့လုပ်နေလဲဆိုတာကျွန်တော်စောက်ကြည့်ရမယ်နော်ဒါကမှအဆုံးဖြတ်မျိုးဖြစ်လောက်တယ်နော်ဒီလူတွေခုနတစုဒီနာတစုကတော့ဒါလိုက်လံချိန်မုန်းနေတဲ့အနေထားပဲသူတို့ဘယ်မှာစုဖွဲ့နေလဲဆိုတာသိတယ်ဆိုလို့ရှိရင်တော့အဲ့နေရာတွေချိန်မုန်းခံရမယ့်အနေထားဖြစ်ပါတယ် အဲ့လိုပဲနောက်ချူအုံမတိလမ်းဆုံးပေါ့နော်အုံမတိလမ်းဆုံးကနေအိမ်တော်တော်များများမှာ TNL ကနေရာယူထားတယ်ပြည်သူတွေရဲ့နေအိမ်တွေပေါ့တကယ်ကောင်းပြီးခိုင်းပြီးဆိုတဲ့နေအိမ်တွေနောက်ပြီးလို့ရှိရင် အချို့သောအချက်ချကြတဲ့လမ်းတွေလေကွင်းတွေမှာကျင်းနေတူပြီးနေတာမျိုးတွေပေါ့နော်လူနေတဲ့အဖွဲ့တွေကိုလည်း73ရန်တွေက drone ပုံချပြီးတော့တိုက်ခိုက်ခဲ့တာရှိပါတယ်ဒီမှာလည်းတိုက်ဆုံမှုတော်တော်မြင့်မာတာရှိပါတယ် ပြီးခဲ့တဲ့ပိုင်းကတော့မလ12ရက်နေ့ကအိန္ဒိယမြန်မာနယ်စပ်ပေါ့တမူးဒေတာမှာအဲ့ဒီမှာရှိတဲ့နာဂဆိုရှယ်လက်ကောင်စီပေါ့ကပလန်အဖွဲ့နဲ့ PDF အဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပါတယ်ဒီတိုက်ပွဲတွေမှာနာဂဘက်ကပြစ်ခတ်တိုက်ခိုက်တာကြောင့် PDF အဖွဲ့ဝင်အ ਨੇ ဆုံး35ဦးတည်ဆုံးခဲ့ပြီးတော့တော်တော်များများပေါ့နော်ဒါ10နဲ့ချီဒါဇင်ပေါင်းများစွာတရားရခဲ့တယ်လို့သိရပါတယ် ဆယ်နဲ့ချီတော်တော်ဆယ်နဲ့ချီပါတယ်90ကျော်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒီတိုက်ပွဲမှာအဲ့ဒီနာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပလန်ဘက်ကဟိုရရှိတူအပါဝင်ပေါ့၃ဦးတည်ဆုံးခဲ့တယ်ဆိုပြီးတော့အိန္ဒိယဘက်ကတည်နေနေမှာဖော်ပြထားပါတယ်နောက်တည်နေဘက်ကတော့အခုသူတို့ဘက်ကတော့တင်တာကတော့ဒီဖလန်268ပေါ့ဖလန်268နဲ့ပတ်သက်ပြီးတော့သူတို့ကတော့ ဒီဟာကိုပိတ်ပြီးတော့တိုက်နေတယ်268အခြေအနေကကျွန်တော်လည်းဆက်သွယ်မရတာကြာပြီအစတော့ကတော့ကျွန်တော်ဒိုင်းရိုက်တရင်ပြေးတာရှိတယ်ဆိုတော့268ကိုသူတို့ပိတ်ပြီးတိုက်နေတဲ့အချိန်မှာသူတို့ဘက်က CNDF ပေါ့နော်အဲ့ဒီဘက်ကတက်မဟာမူတူတည်တယ်ဆိုပြီးတော့ဒါတရင်ထုတ်ပြန်ထားပါတယ်ဆိုတော့ဒီအခြေအနေက268ကတော့တက်နိုင်တယ်လို့တော့သူကခံတိုက်နေတာပဲအဲကျွန်တော်လည်းတက်နိုင်တော့နောက်ရက်တွေဆိုလို့ရှင်တော့ဆက်သွယ်ကြည့်ပါဦးမယ်ဆိုတော့ ဒီမှာတမမှုလူဦးတည်တယ်ဆိုတော့တော်တော်တော်လေးတော့သူတို့ဘက်ကအထိနာတဲ့အနေထားတော့ရှိပါတယ်။ဒါပေမဲ့လည်းဒီတောင်ပေါ်စခန်းတွေဆိုတာကနော်တောင်ပေါ်မြို့တွေမှာရှိတဲ့စခန်းတွေဆိုတာကရှေးခါဖြတ်ရေးဖြတ်လို့ရှိရင်ဒုက္ခရောက်ပါတယ်။နော်အဲဒေါ်တွေခြားတယ်အဲဒေါ်ခြားရင်လည်းတောင်ပေါ်ဒေသမှာအလုပ်သိမ့်မဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့လီဒူးမတည်ငြိမ်မှုတွေဒီလိုအခြေအနေတွေကြောင့်အဲဒေါ်တွေကစခန်းတက်တက်ကြဖို့ဆိုတာခက်ပါတယ်။အဲတော့ဒီစခန်းတွေကအချိန်မီနော်ဖြစ်လာတာနဲ့အမြတ်ဖြစ်လာတဲ့အချိန်နဲ့အမြတ် ချိန်နဲ့တပြေးညီအဲလေချောင်းပဲဖြစ်ဖြစ်ပေါ့နော် စက်ကူပြက်ကူလိုအပ်တယ်နောက်တတိယဘုတ်ကတော့မတ်လ14ရက်နေ့ကအဲဝါယာဆိုဂျီယွာနဲ့နန်ဆိုင်ယွာအနီးမှာဆက်ကြီးကောက်ခံနေတဲ့ KIA အဖွဲ့ရဲ့ဂိတ်တွေကိုအဲဝါယာဆိုပြည်သူစစ်နဲ့ဒီလူမျိုးရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ဝါယာဆိုတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ဒီတိုက်ခိုက်သိမ်းပိုက်မှုမှာနော်ဟိုသူတို့ဘက်ကလက်နက်ခဲယမ်းတွေတိုက်စီရမိခဲ့လို့သိရပါတယ် နောက်တစ်ခုကဒီပြီးခဲ့တဲ့ရက်ကကျွန်တော်တို့မီဇိုရန်ကဒီဝန်ကြီးချုပ်ကချင်းအဖွဲ့တွေနဲ့တွေ့တယ်လို့ပြောတယ်နော်ဆိုတော့ဒါကအိန္ဒိယဘက်ကဖြစ်ရှင်းနေရကျွန်တော်တို့အရင်ကတော့မကြိုက်သေးဘူးအိန္ဒိယဒီပြောရေးဆိုခွင့်ရှိသူပေါ့နော်တရင်းသာရှင်းလင်းပွဲလုပ်တဲ့ချိန်မှာသူတို့ဖြစ်ရှင်းနေယူတိတ်တော့မကြိုက်သေးဘူးဆိုတော့တောင်ဝန်မဲ့ရကြတယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့တနိုင်ငံနဲ့တနိုင်ငံကြားထဲမှာရှိတဲ့နိုင်ငံတကာဩနိုင်ငံကြားကြီးဆက်ဆံရေးကဘယ်လိုပဲဖက်ဒရယ် နိုင်ငံပဲဖြစ်ဖြစ်သူကပြည်နယ်တွေကိုခွဲဝေပြီးမထားဘူးအဲ့ဒီအလုတ်ခွင့်အာဏာကို ပြည်နယ်တွေမှာလုတ်ခွင့်မရှိဘူးအဲ့တော့ဒီနိုင်ငံကအဖွဲ့တွေနဲ့အခုလိုမျိုးထိတွေ့ဆက်ဆံတာနော်နောက်ပြီးလို့ရှိရင်ဒီမနီပူရာအမတ်မနီပူရာအမတ်ကဒီမြန်မာနိုင်ငံရဲ့ကပေါ်ချိုက်ဝမ်ကိုပြောတဲ့ကိစ္စနော်နောက်ပြီးလို့ရှိရင်မီဇိုရန်အမတ်မြန်မာနိုင်ငံကဒီချင်းပြည်နယ်အချို့နေရာတွေကိုဒီသူတို့ မီဇိုရမ်ပြည်နယ်တွေကိုပေါင်းပါလားအိန္ဒိယနိုင်ငံတွေကိုပူးပေါင်းပါလားဆိုပြီးပြောတဲ့ကိစ္စဒါအချုပ်ချာအနာထိပါတာမြန်မာဘက်ကထုတ်ပြန်တယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုသူတို့ပြောတဲ့ဖြည့်ရှင်ချက်ကမြန်မာနဲ့သူတို့နဲ့ဆက်ဆံရေးအကြောင်းအကုန်လုံးလည်းသိပါတယ်သူတို့ယက်တီချက်ကိုလည်းသိပါတယ်ပြောတယ်နားလေတယ်ဒါဒါပေမဲ့အဲ့လိုလုပ်တဲ့သူတွေကိုခေါ်ပြီးတတိပြတယ်နောက်တစ်ခါဒီလိုမြန်မာနိုင်ငံနဲ့မသွားဘူးမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စကားတွေလက်လွတ်လက်ဆက်ပဲမြန်မာနိုင်ငံမှမဟုတ်ဘူးအိန္ဒိယနဲ့အိန္ဒိယချင်းနိုင်ငံအများကြီးရှိတယ် တရုတ်ရှိတယ်ဘူတန်စသဖြင့်အဲ့လိုနိုင်ငံမျိုးတွေနီပေါ်ရှိတယ်အဲ့လိုနိုင်ငံမျိုးတွေမှာဟိုသူများနိုင်ငံရဲ့အချို့ချာအနာကိုထိပါတဲ့ကိစ္စမျိုးတွေထုတ်မပြောဖို့အတွက်ကိုယ်နိုင်ငံကဒီဥပဒေပြုအမတ်တွေနော်ထုတ်ပြန်ထားတဲ့လို့ထင်တယ်နောက်တစ်ခုဒီရဲ့ပိုင်းမှာတွေ့နေရတာကဒီအစိုးရနဲ့ဒီရုရှားဘယ်လာရုစ်ပေါ့နော်နိုင်ငံတော်ဝန်ကြီးချုပ်ခီးစင်ရုရှားဘယ်လာရုစ်ခီးစင်တွေမှာချုပ်ဆိုခဲ့တဲ့စာချုပ်တွေ ပြောဆိုခဲ့တဲ့စကားတွေကပြည်သူကြားထဲမှာအဲတခုပေါ့နော်ဟိုစိတ်ဝင်စားမှုတခုမြင့်တက်စေတယ်အချောင်းရဲ့တခုကဒီချုပ်ဆိုတဲ့နေရာမှာစီးပွားရေးဆိုင်ရာချုပ်ဆိုမှုတွေဆိုလို့ရှင်လဲအရင်းနှီးမြှုပ်နှံမှုဆိုင်ရာချုပ်ဆိုမှုတွေဆိုလို့ရှင်လဲပြည်သူတွေကကြိုးဆိုတယ်နော်အဲ့ကကျတော့နည်းနည်းလေးစိတ်ဝင်စားမှုရှိနေတယ်အပြုသဘောဆောင်ပြီးထောက်ခံတဲ့သူတွေလည်းရှိတယ်နိုင်ငံတိုးတက်ဖို့ဆိုရင်ဘယ်သူလုပ်လို့ထောက်ခံပါလဲဆိုတဲ့ပြည်သူချို့ကလည်းဒီလိုစကားတွေမြင်လာတဲ့ခါကျတော့ စန်းကျင်ဘက်အုပ်စုပေါ့စန်းကျင်ဘက်အုပ်စုဆိုတော့ဒီ energy တွေဘက်ကဒီဇိုင်းမမတ် energy ထောက်ခံအားပေးတဲ့ media တွေဘက်ကဒီဇိုင်းမမတ်ဘာပြောလာပြီလဲဆိုတော့ဒီသွားတဲ့ခီးစင်တွေအကုန်လုံးကသူတို့အတိမမပြူသူတို့အတိမပြူစရာအကြောင်းလည်းမရှိပါဘူးနောက်ပြီးတော့ဒီထိုးခဲ့တဲ့စာချုပ်တွေလက်မှတ်တွေအကုန်လုံးကလည်းနောက်တစ်ချိန်ကျလို့ရှိရင်အချီးနှီးဖြစ်မယ်ဆိုပြီးတော့ဒီလိုပြောတာဆိုတော့အဲ့လိုဖြစ်လာကြတဲ့အကြောင်းမရှိပါဘူးအဲ့လိုဖြစ်လာဖို့လေနောက်နှစ်0960လဲဖြစ်လာနိုင်မှုမရှိသေးဘူးဒီအခင်းချင်းရဆိုဒီတိုင်းပဲသွားလိမ့်မယ် ော်သူတို့အစွမ်းစားနေဆိုရင်ဘာမှဖြစ်ဖြစ်မြမြဖြစ်နိုင်တာတိတ်မရှိဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ဒီရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကဒီရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲဆိုပြီးပြောတယ်ပြောချင်တာကနော်လာမယ့်အခုကလာမယ့်6လလောက်အတွင်းမှာနော်လာမယ့်6လအတွင်းမှာသူရဲ့တက်တန်းဆိုတာမရှိတော့သူတို့ရွေးချယ်ခဲ့တဲ့တက်တန်းကလည်းကုန်သွားပြီအဲ့တော့ NUG ကပြည်သူရွေးချယ်တယ်ဆိုပြီးတော့တို့ရောတို့အစိုးရဖွဲ့ထားတယ်ဟုတ်ပြီနော်ပြည်သူရွေးချယ်တို့ရောတို့အစိုးရဖွဲ့ထားတယ်အဲ့အစိုးရတရံကလည်းကုံပြီဖြစ်ပါတယ်ပြီးပြီနော်ထပ်ပြီးတော့ဟိုခုနေ့ကဒါအင်တာဗျူးတစ်ခုကြည့်လိုက်ရတယ်တို့ရောနယ်မြေအများကြီးကိုတင်ထားတယ်လို့ပြောတယ်နော်အဲ့အင်တာဗျူးမှာပြောသလိုပဲအဲ့နယ်မြေအများကြီးမှာတင်ထားတယ်ဆိုရင်အဲ့နယ်မြေမှာယူကောက်ပွဲဝင်လို့လေယူကောက်ပွဲလို့ပြီးတော့ကိုကိုဟာကိုအဲ legitimacy ရှိတဲ့အစိုးရအဖြစ်ကြီးညာထားပြီးတော့နော်အဲ့တော့ သူများလုပ်တဲ့ရွေးကောက်ပွဲကိုတရားဝင်နဲ့မဝင်ဘူးဆိုတာပြပနေထိုင်အောင်နေလို့မရနော်နောက်တစ်ခါဒီ NUG ရဲ့တက်တန်းပေါ့ NUG ရဲ့တက်တန်းကလည်းသူတို့ပြည်သူရွေးချယ်လို့သူတို့ဖွဲ့ထားတယ်ဆိုပြီးတော့လွတ်တော်တွေလည်းလုပ်တယ်ဒါသူတို့အမားနဲ့သူတို့ပဲပြန်ပြီးချုပ်မိသွားတာနော်သူတို့လွတ်တော်တွေလုပ်တယ်ဆိုအစိုးရတွေဖွဲ့တယ်နော်ဝန်ကြီးတွေရောဗာတွေရောတမရတွေရှုပ်ရှက်ခတ်နေအောင်ဖွဲ့ဒါမှအဲ့တက်တန်းကုန်းသွားပြီပြည်သူပေးတဲ့တက်တန်း mandate မရှိတော့အဲ့တော့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဘာအနေနဲ့ဆက်ပြီးရည်တည်မှာလဲနော်ဘာအနေနဲ့ဆက်ပြီးရည်တည်မှာလဲဆိုတော့ ဟိုတကယ်လို့များရေကောက်ပဲပြန်ဝင်နေတယ်ဆိုလို့ရှင်လဲခက်ခက်ရရပြောပြီးပြန်လာဝင်နော်ကိုကိုတိုင်ကကိုကိုတိုင်ကတရားဝင်မှုရှိစေချင်တယ်ဆိုပေမော်နော်အစောတည်းကဟိုပြပကိုပြည့်ချင်လို့ပြည့်တယ်ဆိုလို့ရှင်တော့တမျိုးပေါ့နော်နောက်တစ်ခုကဒါတရင်ကတော့ဒီဗျူနေစေဖြစ်ပါတယ်နော်အဲ့ဒါကတော့မွန်ငင်းချင်းတက်ဖွဲ့ကထိပ်ပိုင်းကောင်းဆောင်ဘုံမချုပ်တူဖြစ်တဲ့နိုင်အိုင်ချမ်းဟိုတဲ့ဒီနိုင်ချမ်းကကော့ဘိန်းကနေဈေးဝယ်ပြီးအပြန်မှာ PDF တွေ ပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့သိရတယ်။သူကားပေါ်မှာပဲတည်ဆုံသွားတယ်လို့သိရတယ်။ဒီတဲ့နဲ့ပတ်သက်ပြီးပို့ပြီးတိကျအောင်လို့ကျွန်တော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်။နောက်တဲ့နေ့ဘုကကျတော့ကျွန်တော်တို့ဒီ PDF တွေနဲ့ဆက်သွယ်ရှိတဲ့လူငယ်၅ဦးပေါ့နော်၅ဦးကိုဖမ်းဆီးရမိတယ်ပေါ့။ပသိဉ္ကြီးမြို့နယ်ထဲမှာရှိတဲ့ရွှေဆိုင်ရဲရွာအုံကျော်ရွှေဆိုင်ရဲသွားကားလမ်းပေါ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဒီကလေးတွေကိုစစ်ဆေးတဲ့အချိန်မှာပေါ့လက်ကင်ဖုန်းထဲမှာဒီကလေးတွေဒီတင်တန်းသွားတက်ထားတဲ့အရေးရောင်တွေ နောက်ပြီးဒီ AK47 နဲ့ကင်မီတနက်တိုင်ကင်မီရိုက်ထားတဲ့ဓာတ်ပုံတွေတွေ့လို့ဖန်ဆီးခဲ့တာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ကကျတော့ကျွန်တော်တို့ဒီပြပအလုတ်ကင်အေဂျင်စီတွေ900လောက်လုပ်ငန်းရပ်နှားထားရတယ်ဆိုပြီးတော့ဒီပြပမီဒီယာတခုကတင်တယ်ပေါ့နော်မြန်မာဘာသာရေးတဲ့ပြပမီဒီယာတခုကတင်တယ်။ဆိုတော့မြန်မာပြည်တွင်းမှာရှိတဲ့ပြပအလုတ်ကင်အေဂျင်စီ တော်တော်များများဘလို့လေပတ်လဲဆိုတာအဲ့လောကမှာနေတဲ့သူတွေတော်တော်များများသိပါတယ်။ เนาะတချို့ကပြောတယ်မင်းတို့ကဘယ်လိုသိလဲဆိုတော့တတင်းသမားလေးသိတာပေါ့เนาะသူတို့ဥပမာအစိုးရတတ်မှတ်ကြီးထိုင်းနိုင်ငံကို၅သိန်းဆိုလို့ရှိရင်အ ਨੇ ဆုံးအဲ့ဒီလူတယောက်ကသိန်း30နဲ့35သိန်းမှာပေးရတယ်အကြောင်းမျိုးမျိုးနဲ့အဲ့ဒီကုမ္ပဏီကတောင်းတာနဲ့ပွဲစားတောင်းတာနဲ့လှက်တောင်းပတ် တောင်းအကုန်ပေးရတယ်။ဆိုတော့ရက်နာထားတာပူပြီးကောင်းပါတယ်။မပြည်သူတွေတအားနဲ့နာတယ်အဲ့ဒီကုမ္ပဏီတွေက။အဲ့တော့အဲ့ဒီကုမ္ပဏီတွေကိုထိန်းချောင်းနေတဲ့အဖွဲ့တွေကလည်းတည်တည်ချာချာမထိန်းချောင်းလာမပြောတတ်ဘူး။ เนาะဥပဒေနဲ့အညီတေးချာမထိန်းချောင်းလာမပြောတော့เนาะအခုရက်နာထားတာပူပြီးတင့်တော်တယ်လို့ထင်တယ်မဟုတ်လို့ရှိရင်เนาะဟိုလူတရာသွားလို့ရှိရင်သူတို့အတွက်ဝင်ဝင်ကတောက်တောက်လဲဟိုဟာကြံတာအဲ့တော့ပြည်ပအလုတ်ကင်အေဂျင်စီကုမ္ပဏီပေါ့เนาะစသဖြင့်ထားလိုက်ပါတော့900လောက်တော့เนาะဒီမှာ900လောက်ရက်နာထားတယ်ဆို900လောက်တော့ရှိတယ်ဆိုတော့သူတို့ဘလောက်တော့အမြတ်တွေကြမ်းနေလဲဆိုစဉ်းစားကြည့်เนาะတချို့ကြားပါတယ်ငွေပေးပြီးတော့เนาะဟိုမသွားဖြစ်တဲ့သူတွေ နော်မလွတ်တဲ့သူတွေဒါမျိုးလည်းစီစစ်ပြီးအေးအေးယူသိနေလို့ထင်တယ်ဘသူဖြစ်ဖြစ်မျက်နာတော့ထောက်နေစရာတော့မလိုဘူးလို့ကျွန်တော်ထင်တယ်ကဲဒီနေ့ကတော့အကြီးဆုံးသတင်းလေးဖြစ်နော်အဲလိုင်းမုံမှာစူညံပွက်လောက်ရိုက်နေတဲ့စင်ကူးလက်ပံလဈေးကိုတဲ့တက်ကလေးကြောင့်တိုက်ခတ်ခဲ့တယ်ဒါတို့ပြောနော်ဒီကြောင့်တိုက်ခတ်ခဲ့လို့ဒါတည်ဆုံးတဲ့သူက29ဦးထိရှိလာပြီလို့ပြောပါတယ်လက်ပံလှကိုပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကလက်ပံလှရဲစခန်းကို တက်ကလေးကြောင့်တက်ခိုင်းမှုလုပ်ခဲ့တယ် PDF တွေတည်ဆုံးမှုရှိတယ်အဲ့ဒီကနေပြီးတော့လူနာတင်ရင်နဲ့ဆွဲထုတ်နေတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့အခုဈေးကိုတိုက်တယ်လို့ပြောတယ်ဆိုတော့ဈေးကိုတိုက်တာနော်ဈေးကိုတိုက်တာဘယ်အချိန်လဲဆိုတော့ညနေ3နိုင်ဝင်ကျင်ပေါ့နော်အဲ့တော့အစိုးရကအတွင်တွင်ထုတ်ပြန်ထားတာရှိတယ်အကြံဖက်တောင်းကျမ်းသူတွေနဲ့အတူမနေဘူးအကြံဖက်တောင်းကျမ်းသူတွေရှိတဲ့နားမှာမနေဘူးဆိုပြီးတော့တွင်တွင်ထုတ်ပြန်ထားတာရှိတယ်ဆိုတော့မတိပဲနဲ့လာလို့တာမဟုတ် နော်အကြောင်းမဲ့လောက်တာမဟုတ်အစိုးရကတော့သူ့နိုင်ငံအတွင်းမှာရှိနေတဲ့ဘယ်နေရာမှာဖြစ်တရားမဝင်တပုံမှန်သမျှတော့ကြုံကြုံရဲ့အချိန်တိုင်းပါပဲသူတို့မှာအချိန်သတ်မှတ်ထားတာမျိုးမရှိဘူးသတ်မှတ်ထားကြလည်းမလို့နော်ဒါနိုင်ငံတော်အစိုးရဖြစ်တယ်အစိုးရတက်ဖြစ်တယ်ပေါ့နော်အော်အစိုးရတက်ဖြစ်တဲ့အတွက်ဒီလိုတိုက်တယ်ပေါ့နော်ပြောချင်တာကတော့ဒီမှာပြည်သူတည်ဆုံးမှုလဲပါခြင်းပါမယ်เนาะဒီတိုက်ခိုက်မှုဖြစ်ပြီးတော့ နည်းနည်းပဲမီးလောင်နေတဲ့အချိန်မှရှိသေးတယ်။သိမကြသေးဘူး။အဲ့ချိန်မှာချက်ချင်းပဲ PDF တွေရှိသွား။ချက်ချင်းပဲ PDF တွေများပြီ။ပြောချင်တာတော့အဲ့နေရာမှာအနည်းဆုံးမှ PDF တွေရှိနေဆိုတော့ဘောမိနစ်ပိုင်းအတွင်းမှာပဲ PDF တွေရောက်လာတယ်။ဒါဓာတ်ပုံတော်တော်များများမှာ PDF တွေကိုတွေ့ရတယ်ဗောနော်။လက်နက်ကိုင် PDF တွေတွေ့ရတယ်။အဲ့တော့ဒီလိုတိုက်ခိုက်ခံရတာဘာဆန်းလို့လဲပဲမေးရတော့ဗောနော်။အဲ့တော့ထိခိုက်မခံနိုင်ဘူးဆိုလို့ရှိရင်တော့ PDF တွေနဲ့ဝေးရမှာနေ။အဲ့တော့ပြည်သူထိခိုက်မှာတအားစိုးရိမ်နေလို့ဆိုလို့ရှိရင်လည်း PDF တွေလည်းပြည်သူတွေနားမမနေနဲ့ဗောနော်။အဲ့တော့ လက်ပတ်လာတိုက်ခိုက်ခံရတယ်တည်ဆုံးသူများပြားရှိတယ်ဆိုတော့နောက်တစ်ခုကတည်ဆုံးလို့ရှိရင်လည်းအမြဲတမ်းအယက်သားပဲလို့ပြောတယ်အဲ့ဒီမေးတဲ့သတင်းဌာနတွေဘယ်လိုမေးလဲဆိုတော့အယက်သားတွေကိုမေးတာမဟုတ် PDF တွေကိုပဲမေးတာအမြဲတမ်းမီဒီယာတွေရဲ့အတီးပြုတ်မှုပေါ့နော်ဒီပြပပြပြင်းမီဒီယာတွေရဲ့အတီးပြုတ်မှုတွေအကုန်လုံးကအယက်သားတွေကိုဒေသခံတွေသတင်းရင်းမြစ်တွေမတီးမပြုတ်တော့ပဲနဲ့ PDF တွေစီကပတီးပြုတ်တယ် PDF တွေအတီးတော့ပြုတ်တဲ့နောက်တော့သူတို့ကတော့အယက်သားလို့ပဲပြောမှာပေါ့သူတို့ထိခိုက်တာမရှိဘူး ံပါတ်1ချက်ကသူတို့တိခါကိုကာကွယ်ပြီးသားဖြစ်မယ်နံပါတ်2ချက်ကတက်ကိုလည်းတိုက်ခိုက်ပြီးသားဖြစ်မယ်ဒီလိုသွားရပေါ့နော်အဲ့အဲ့တော့ကိုပဲပြန်ပြီးဖော်ပြလို့ရှိရင်လည်းတခါဒီမီဒီယာတွေအနေနဲ့လည်းဟိုဘက်ကပြောသေးရအောင်ရောဘာရဲရောねတက်ကိုတခါတက်ခိုက်ပြီးသားဖြစ်မယ်သူတို့ကတခါတွဲရက်သွားတာပေါ့နော်ဆိုတော့ဒီလက်ပံလာဈေးတိုက်ခိုက်ခံမှုဖြစ်တယ်ပေါ့အဲ့တော့အဆုံးအစွန်ပြောချင်တာကတော့မြန်မာနိုင်ငံရဲ့ဘယ်နေရာဘယ်လူဒေတာမျိုးမှမဆိုเนาะခိုအောင်နေပြီဆိုလို့ရှိရင် ော်ကိုယ့်ဘက်ဝင်ချင်းမှာလက်နက်ကင်ရှင်မလုံခြုံဘူးလို့သာတွေးတာနော်တိုက်ခိုက်ခံရမှာပဲအဲ့တော့လက်နက်ကင်နေတဲ့အတူမနေပါနဲ့အဲ့တော့လူမိုက်နဲ့ငွေအတူမနေပေါ့ပြည်သူကတော့ငွေတတ်မှတ်လိုက်တန်မိုးရှိတဲ့ပြည်သူတွေကငွေလို့တတ်မှတ်လိုက်ဆိုတော့လူမိုက်တွေနဲ့အတူမနေပါနဲ့အဲ့ဆိုလို့ရှိရင်ဆုံးရှုံးမှုများပြပါလိမ့်မယ်နော်ကြာကြာခံမှာမဟုတ်ပါဘူးဆိုတော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကြည့်ရှုအပ်ပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB Web ARB CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 4080 398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ